ဆလမှုဖြောက်တော့ဆလမှုဖြောက်ဆိုဗာနဲ့ဖြောက်အောင်ပါချုပ်ကိုရုပ်လို့ပဲမတားနန်းကိုနန်းလို့ပဲပတ်တာငါလို့မဖတ်နဲ့ငါလို့မသိနဲ့ရှုစားပြီးတော့ဝိပဿနာဉာဏ်မြင်အောင်ရှုစားအဲဒီလိုထားလို့ရှိရင် ခုပြောတဲ့ပြဿနာတွေချီတော့အိုးလိုက်လည်းငါအိုးရာမဟုတ်ဘူးယုတ်တရားအိုးနန်းတရားအိုးကျက်သွားရင်လည်းငါပြက်တာမဟုတ်ဘူးယုတ်တရားနန်းတရားပြက်ငါဟာပြက်တာလည်းမဟုတ်ငါနဲ့ ရှုတရားနဲ့တရားတွေနဲ့ခွဲတာခွဲရလိုက်ရင်တောကသက်တာပါအဲ့လိုမှမဟုတ်ရင်ငါ့မှာဖြစ်ရလေချင်းငါ့မှာဖြစ်ရသလားသူများတွေကျတော့ပြောရွှင်နေငါ့ကြမှာဖြစ်ရသလားမဟုတ်သူလူပဲအလုံးဟာနော်အားလုံးကဖြစ်ချက်မှာအဲ့လိုမမှန်ကန်ကန်နှလုံးသွင်းနိုင်ဖို့ရသော်ပြလုပ်တာကိုခေါ်တာဒီနှစ်ခုဟာရသော်ပြ ဒီတတတရဖြစ်ရခြင်းဟာဒီဆွဲလမ်းမှုကြောင့်ဖြစ်ဒိဋ္ဌိနဲ့တဏှာမာယာနဲ့အမြင်နဲ့ဆွဲလမ်းခြင်းငါဟာလို့သိမ့်ပိုက်လို့လေတဏှာနဲ့ဆွဲလမ်းအဲ့ဒီဆွဲလမ်းမှုနှစ်ခုသည်တဏ္ဍမှုကိုဖြစ်ပေါ်စေတယ်အဲ့ဒီဆွဲလမ်းမှု မရှိဘူးဆိုလို့ရှိရင်တဏ္ဍမှုကိုဖြစ်ဘူးအဲ့ဒီဒီအကြောင်းနဲ့အကျိုးကိုမျက်စောပြဟောတာမရှိလို့မဟုတ်ဘူး အာရှုလို့မဟုတ်ဘူးဆိုတာတောက်ချက်ချချင်းချိုးဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးကိုနာလို့မမြင်နဲ့နာဟလို့လည်းမမြင်နဲ့နော်ချိုးဝေဒနာရုပ်ဝေဒနာလို့ပဲမြင်ဆိုဟာဝိပဿနာအမြင်ဖြစ်အောင်ကြိုးစားမမြင်မှုကြိုးစားဆိုတဲ့ဓမ္မဒိဋ္ဌိပြဒနာဓမ္မဒိဋ္ဌိမြင်ရဖို့ရသော်ပြဟောကြတာဖြစ်မမြင်မှုဟောတာပဲအဲဒါကြောင့်အမှန်မြင်ခြင်းအဖြစ်ကိုယ့်ရဲ့ ဒီကန္တာချင်းစိတ်ကိုယ်တော်ရင်ဆင်းဒုက္ခရာချင်းဆိုတာဒီမဖြစ်ရအောင်ကာဝေတသိနိုင်တာဟာဝိပဿနာဉာဏ်ပဲဖြစ်တယ်